အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့လာရှုမျိုးကိုစစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်ခဲ့ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်မြမပေးမြောက်ပိုင်းလာရှုမျိုးကိုစစ်ကောင်စီတပ်နဲ့ဝန်ထမ်းတချို့ဒီကနေ့ AB 16ရက်နေ့မှာစတင်ဝင်ရောက်လာခဲ့ပြီဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုင်းဒေသလက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ဝါတက်ကရှေ့ပြည်လုံခြုံရေးယူပေးထားတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ် တရုတ်နိုင်ငံရဲ့အကြဝင်းစစ်စစ်မှုအရကိုကန်တက် MNDA ကလာရှုံမျိုးတွေကနေဆုတ်ခွာသွားပြီးနောက်ဒီကနေ့မှာတော့စစ်ကောင်စီအဖွဲ့ဝင်တွေကမိုင်းရဲ့နံပေါင်ဘက်ကနေဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ MNDA ရဲ့အထူးဒေသတည်အဖြစ်အုပ်ချုပ်ခဲ့တဲ့လာရှုံမြို့အဝင်လန်းတွေကိုဖိတ်ထားခဲ့ပေမယ့်နေ့လယ်ပိုင်းမှာတော့လန်းတချို့ကိုပြန်ဖွင့်ပေးခဲ့ပြီးလာရှုံမြို့တွင် ဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို WATED UWSA ကဟိုရဂိတ်ကနေပူရဲပြီးရှေ့ပြင်းလုံခြုံရေးယူပေးနေတယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ဖွဲ့နဲ့ဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက်လမ်းတွေကိုယာယီပိတ်ထားတာဖြစ်တယ်လို့ပြောဆိုမှုတွေရှိနေပြီး MND တပ်တွေအနေနဲ့လာရှုံမျိုးပြင်တွေဖြစ်တဲ့မဲဟန် AD တရာဟိုပိတ်နဲ့မိုင်းရဲ့နံပေါင်တွေဘက်မှာပုံမှန်အတိုင်းစကန်ထိုင်မှာဖြစ်ပြီးမျိုးပြင်ကနေဆုတ်ခွာသွားဖို့တော့မရှိဘူးလို့ဒေတာတွင်သတင်းတွေအရသိရပါတယ်လာရှုံမျိုးကန်တွေအနေနဲ့ စစ်ကောင်စီဝင်ရောက်လာမှာကိုစိုးရိမ်မှုတွေရှိခဲ့ပြီးအခုရက်ပိုင်းတွေမှာတော့ CDM ဝန်ထမ်းတွေလူငယ်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေက မျိုးကနေထွက်ခွာသွားခဲ့ကြတယ်လို့သိရပါတယ်။ကိုကန်တက် MNDA အနေနဲ့လာရှိုးမျိုးပေါ်ကနေအေဗီလာ၂၁ရက်နေ့နောက်ဆုံးထားပြီးထွက်ခွာသွားရမှာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့သလိုမျိုးပေါ်၁၂ရက်ကွက်ကိုစစ်ကောင်စီကပြန်လည်အုပ်ချုပ်သွားမှာဖြစ်ပြီး MND တပ်ဖွဲ့တွေကတော့မျိုးပြင်းကနေဝန်းရံထားမှာဖြစ်တယ်လို့ဒေသခံတွေကပြောပါရတယ်။ လာရှုံမျိုးနဲ့ပတ်သက်ပြီးစစ်ကောင်စီရောကိုကန့်တက် MNDA ကပါတရားဝင်သတင်းထုတ်ဖော်ပြောဆိုထားတာမရှိသေးပါဘူး။လာရှုံမျိုးကိုစစ်ကောင်စီဝင်ရောက်လာပြီးလေရင်အတက်ဆင်းလုံးလို့ရပြီဆိုပါကတန်းတက်တွေထိန်းချုပ်ထားတဲ့ဒေသတွေကဖြီးသူရိအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းပုံကျဲမှုအန္တရာယ်ကိုညှားစွာစိုးရိမ်နေကြပါတယ်။လာရှုံမျိုးကို ပြည်ခရီး2024ခုနှစ်ဇူလိုင်လအတွင်းက MNDA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ပိုက်ခဲ့ပြီးနောက်မြို့ရင်းတိုက်ပွဲအတွင်းလူနေအိမ်များစွာနဲ့တိုက်ဆုံထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့အပြင်စစ်ကောင်စီရဲ့လက်ကြောင်းတိုက်ခိုက်မှုတွေကြောင့်တိုက်ဆုံထိခိုက်မှုတွေနဲ့ဆုံးရှုံးမှုများစွာရှိခဲ့တာပါတရုတ်နိုင်ငံကူမင်းမြို့မှာပြည်ခရီးဇန်နဝါရီ15ရက်နေ့က MNDA နဲ့စစ်ကောင်စီတို့တွစ်ဆုံဆွေးနွေးခဲ့ကြပြီးဆက်ရှိရနေမှာနှစ်ဖက်အပြည့်ခက်ရစရဲတဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပြီးစစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်သားတွေရတန်းသွားခဲ့ပါတယ်။ပြီးခဲ့တဲ့မလ22ရက်နေ့ကလေးကကုမင်းမှာနှစ်ဖက်တာဝန်ရှိသူတွေထပ်မံတွစ်ဆုံခဲ့ကြပြီးဆွေးနွေးမှုပြက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့လာရှုမျိုးပေါ်ကနေခုခံတက်တွေထွက်ခွာခဲ့ပြီးစစ်ကောင်စီကဝင်ရောက်လာခဲ့ပြီးပဲဖြစ်ပါတယ်ရှင်။ကျမနွယ်နွယ်ပါ